ကဲမင်္ဂလာပါအဲကျွန်တော်တို့ serious computer နဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့နမူနာပြပေးတာလေးတို့တခြားအောင်ဆိုင်ပေးနော်တခြားအောင်ဆိုင်ပေးကြည့်မယ်ရှင်းမှာကျွန်တော်တို့ module ကြောင်းလင်းပြောခဲ့တယ်ဒါပါနော် python file နဲ့တော့ module file လေးတစ်ခုစုတာတယ် um function တစ်ခုပါလေ1 2 3 4 function လေးခုပါအဲမှာ function ခေါ်သုံးတဲ့ပုံစံတော့မလုပ်နဲ့သူကဆို import module ဆိုတာနဲ့ဒီ module ကိုထပြီးတော့ run run တာဖြစ်တော့တယ်ဒီနောက်မှာခေါ်သုံးတယ်ဆိုတော့အကုန်လုံးကိုယ့်လိုကံလည်းနေဖြစ်ကုန်မှာတဲ့လား ဒီထဲမှာလည်းခေါ်သုံးထားတယ်ဆိုဒီမှာလည်းခေါ်သုံးထားတယ်ဒါရီရောလုံဝါရီရောလုံနေလုံနေရချိုးချက်ခံပုံမော်ကျူးဆိုခေါ်မသုံးဒီတိုင်းတွေပဲစုထားတယ်တူရတူရလေးကိုစုထားတယ်လိုတဲ့ချိန်မှာသူပါလောက်တာလေခေါ်သုံးအဲ့လိုခွဲတဲ့အတွက်ဘာဖြစ်တော့လုပ်ငန်းဆောင်တာတွေခွဲကက်တဂိုရီတွေခွဲထားတဲ့ဆာယပြရလွယ်တယ် reusable ဖြစ်တယ် maintain ဖြစ်တယ်ဒါပဲ program software တခုရဲ့ရည်ရွယ်ချက်ကထိုင်ရတိုင်းရလွယ်မယ်တဲ့ကိုကလွယ်ပြီးတခြားလူဖတ်နေရင်လည်းလွယ်နေရမယ်ကိုပဲဖတ်တဲ့တခြားလူဖတ်လို့ဆရာဝန်လေးလို့လုပ်လို့မရဘူး okay ကြည့်ကြည့်မယ် ကဲမော်ဂျူးနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုကျတော့ဒါပဲတစ်ခုခေါ်လိုက်တာနော်ကျန်တဲ့ကခေါ်လိုက်ရတယ် make form ခေါ်မလား make form ခေါ်ရေးလိုက်ပါမယ်ရေးလိုက်စားနေ my m o d u l e s module by modules.m a k e make f o r m form make form make form function နဲ့ကခေါ်သုံးလိုက်တယ်အတော့ variable တမကြည့်လိုက် parameter ဘယ်နှခုလိုလဲဆိုသူပြောတယ် argument ဘယ်နှခုလိုလဲဆိုသူပြောဟုတ်တယ်လား user length ဆို sign ဆိုတဲ့အတိတ်ပဲလေးရှိတဲ့နာမည်လေးပေးထားတဲ့ဟုတ်မလား argument နေ၃ခုလိုပါတယ်ဟာ user လား user လားမင်းလား csm chat အာဟုတ်တယ် ကောမခန့် language ပါလေ python python py t h o n python okay ဟုတ်လား sys ပါလေ window ပြန်တော့ window 10မယ် w 10တော့ window 10လို့လို့ w 10 okay မလား operate this is pay အကောင့်တူအစလို့ run ဟိုဒါဒီပါတော့ဘာကုတ်မှရေးတယ်မလို့ပါဘူးဗျာကျွန်တော် documentation ဖတ်ပြီး၃နဲ့၃နဲ့ဆိုတာလေအဲ့ဒါပဲဗျာအဲ့ဆိုကျွန်တော်က knowledge နဲ့တခုသိရမယ်ဒီ method definition ဘယ်လိုရေးထားရလဲ definition ကိုသုံးဖို့ဘာတွေလိုလဲ definition ကဘာလို့တန်းပြန်လဲ ရတန်းပြန်နေစင်တော့ဗေဒီဝဲတခုနဲ့ပြန်ပြီးတော့လက်ခံပြီးတော့မလုပ်အောင်မလုပ်ယူအောင်ပါလေโอเคမင်းနော်โอเคမင်းနော်အားလေးကျွန်တော်တို့မှတ်ထားပေးဟုတ်ပြီဒီမှာ 2s ဆိုရင်ဒီမှာ total ဆိုတာဒီ return ပြန်ပြီးတော့ return ပြန်ပြန်တဲ့အခါကျွန်တော်တို့ကအရင်ကနေတခုနဲ့လက်ခံပြီးအဲ့ဒါကိုထပ်ပြီးတော့လုံးလုံးလို့ရတယ်။ကဲဒီမှာကျွန်တော် inbox နဲ့ပတ်သက်ပြီးပြောချင်တာဗျ inbox statement လေးကိုဒီလိုလေးပဲလဲရေးလို့ရတယ်နောက်တစ်ခုကျွန်တော်က mind module လို့ရေးရတိုင်းဟောဖြစ်တယ်ကွာ inbox mind module s ဟော inbox mind module ကိုဘယ်အနေနဲ့ထည့်မလဲဆိုရင် as ye at that down m m n လို့ထည့်လိုက်ဒါနမနမတော့နမနမတက်လျှောက်ပေးတာနော်လျှောက်ပေးတာနော်ဒါဆက်ရဆက်ရတော့ပေးရမယ်အဲ့ဆိုကျွန်တော်တို့ဒီနောက်မှာ module လို့ရေးကြမလို့ m m လို့ရေးလို့ရဟော inbox s ပုံစံလေး control s inbox s ပုံစံလေး တော့တွေ့လားဘာမှလုံးဆောင်ချက်ပြောင်းမသွားဘူးကျွန်တော်တို့ခေါ်သွင်းထားတဲ့အတိုင်းဟောဟုတ်ပြီနော် inbox s statement လေးရှိတယ် inbox statement ဟုတ်ပြီနောက်တစ်ခုကြည့်မယ်ကျွန်တော်ဟာရောအားဒီမှာ နောက်ဆုံးကွာဒီဒေါ့ကိုငါခံမခေါ်ခြင်းဘူးကွာဒေါ့ကိုခံပြီးတော့မခေါ်ခြင်းဘူးအာယုံနောက်လုံးလို့ဟုတ်ပြီရရတယ် inbox sorry အခုက inbox s statement နော်ဒီတစ်ခါကျတော့ from inbox f p o n from my module m o d u l e modules m o d u l e ဆို module နာမည်တော့မှန်မှန်းနေနော်အကုန်တိုင်းပါပဲ my module my module တည်းကနေ i m p p ဟော sorry p o r t import အ from my module import ဘာလို့ထည့်မှာလဲ function name လေးတော့တည်နေမယ် vars bar ဟော my bar ထည့်ဦးမှာလား add add နံထည့်ဦးမှာလား s နံအာနံနေပေါင်းနေအရကဲဆိုကဲကိုသုံးမဲ့ module ကဟာ၄ခုသုံးမဲ့ဆို၄ခု comma ခံပြီးတော့ဘာလို့လို့ရလဲထည့်လို့ရတယ် okay နော် as space bar ပါကြကိုကကိုကြည့်ကြကြည့်ကောင်းချပါ from from my module import my bar နဲ့ပါတော့ အပ်နေတယ်စလုံးပေါင်းနေတော့မှန်ပေးစေ function name နေလည်းပါဖြစ်ပေးစေတော့မှန်ပေးစေနော် okay မနော်အဲ့ဆိုတော့ data တောင်းမလို့တော့ data တောင်းမလို့တော့သွားသူရ data ကြတော့သူက all sign body ပဲ oh sorry 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 ဘယ်လိုဖြစ်ကုန်တာလဲဟုတ်ပြီနော်အော် data တော့ကိုခံပြီးတော့ခေါ်တယ်မလို့ run ကြည့် run ကြည့် oh sorry ပါဗျာ what's error line 4 in line 4 main form is not defined ဟုတ်တယ်လीကျွန်တော်က import from my module import ဟာ statement ပြောင်းသွားတယ်လေ from my module my module ကကျွန်တော် add noun သွားထည့်တာဟုတ်တကယ်ကြ make form ဆိုတဲ့ဟာထည့်ရမှာ control c control v control alternate ပြန်ရဒါဒီကျွန်တော်တို့ module တွေကိုချိတ်ဆက်အသုံးပြုပုံပဲဗျာ error လေးထက်တယ်ဗျာ s noun is not defined as ဟုတ်အော် sorry 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 မန်နေလေးကျွန်တော်သုံးထားတဲ့ဟာကို ကျွန်တော်ထည့်ရမှာ sorry เนาะ sorry เนาะ control ဖြီးကျွန်တော်မသုံးတဲ့ဟာတွေသွားထည့်နေအောင်တုံးထားတဲ့ဟာတွေသွားထည့်ရမှာလေအော်တွေ့လားဒါဆိုရင် dot ကိုခံရမလို့တော့ဘူးအဲဆိုရင်တော့ import မှာအခုနဲ့ရိုးရိုး import တစ်မျိုးရှိရနော်က import s တစ်မျိုးရှိရနော်ခု from import တစ်မျိုးရှိရနောက်တော့တစ်မျိုးလာမယ်ဒါလေးရိုက်ရမှာနည်းနည်းပြင်အပြင်အပြင်ကျော်ထူလိုက် control cast လောက်ထားတယ်โอเคဒါလေးဖြတ် import ကဲအားရောအားလို့မော်ဂျူးနှိမ့်နေလားငါမသိဘူးအတော့ဒီဒီမော်ဂျူးကြီးတစ်ခုလောငါသုံးကျင်တယ်ဒေါ်လည်းမခံညုံဆိုရင် inbox my module my module ကဘာလို့ထည့်မလဲ astra ဟုတ်နော် astra လေးထည့်လိုက်တာ ਨੇ sorry နော်ခုန inbox ပြီးရင်ကျွန်တော်တို့ inbox astra sorry မဟုတ်ဘူးခုန inbox statement ပြီးရင်တော့ inbox statement နော်အခု from inbox statement အခုနလည်းကျွန်တော်တို့ခဏနေရောကျွန်တော်တို့တစ်ချက်လွဲသွားလို့ from inbox ကိုပြန်ယူရမယ် ကွန်ထရိုးဆန်နဲ့ပြန်ခေါ်ဟုတ်လားဒါမှတော့ from import from import မှာကျွန်တော်တို့ကကောမမခံတော့ module name နေမပြောတော့ from module from my module my module ရရော့ import export အကုန်ထည့်မယ်ဆိုရင်ဘာမှမလုပ်ဆိုင်အောင်လို့ကြိုက်တဲ့ method ကိုခေါ်တော့တော်လဲခံရမှာတော့ run ကြီးဟောတွေ့လားအဲဆိုတော့တို့က import နဲ့ပတ်သက်ပြီး၃ချက် method မယ်လို့ယူထားတယ်ဗျ Python file လေးဒီမှာဒါလေးဒီအမြဲတမ်းပါနေမယ်ဗျ import ရိုးရိုး import import asp ကျွန်တော်တို့ from import from import ရဲ့ extra ရဲ့ သူကလည်းသူဘာဘလို့ထည့်တယ်ဆိုတော့အဲ့မှာတစ်ခုရှိတယ်အကုန်ထည့်တိုင်းလည်းမကောင်းဘူးလိုစလောင်လေးပဲထည့်ဘာဖြစ်လို့လဲဒီလို S drive ဆိုတော့အကုန်လုံးဆိုတဲ့အတိပ္ပယ်ရောက်တယ်ဒီ module ထဲမှာရှိတဲ့ function တွေအကုန်လုံးကသူကဘာလို့တော့မှာလဲ memory ကိုဆော့တင်သွားမှာဟောဆော့တင်သွားတဲ့တော့ memory ဘာဖြစ်တော့အလေးတာပေါ့အဲဒါပဲ okay မလား okay ဆိုတော့တို့ function နဲ့ပတ်သက်ပြီး knowledge လေးတွေ chain knowledge တွေလုံးလောက်မယ်လို့ယူဆတယ်ဗျကြားတယ်လဲကြုံကြုံတော့ထပ်ပြောဦးမယ်နော် okay အဲဆိုကျွန်တော်တို့ function ဘိုင်းလေးရမယ်ဗျ okay thank you ဗျ